ွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြလိုပါတယ်။လူသူကတာဝန်ချေပါလေ။ဒီမှာရှိတဲ့ညီကောင်မောင်မတွေတိလားမတိလားမသိဘူး။ကျွန်တော်တို့တလားတလားအခုံဘန္တာငွေရရှိမှုဂရင်းပြည်နယ်မှာတိတ်9000လောက်ရှိတယ်။ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာဖြစ်ဖြစ်ပါအဲ့ဒီ3000လောက်ထဲမှာ3000လောက်ကကာကွယ်ရေးဖက်မှာတုံးပြူတာဖြစ်ပါတယ်3000ဆိုရဲချစ်ပတ်ဆက်ရေးဖက်ဟာဥပမာ AKG 4000ဝယ်လို့ရပါတယ် ျွန်တော်ဒီမလာခင်မှာစစ်တပ်တရင်တရင်ကိုကျွန်တော်တိန်းတယ် AKG တိန်းကြော်လေးပဲကောတရင်တရင်ကိုပြန်များအားဖြင့်တိန်းနဲ့တိန်းလို့ရတယ်ဆိုရဲသဘောဖြစ်ပါတလားတလားရတဲ့ငွေတွေကကြီးစံ၄သိန်းဝယ်လို့ရရင်အ ਨੇ ဆုံးတရင်နှစ်ရင်သုံးရင်ကိုတာလေးတိန်းလို့ရဒါပေမဲ့စိတ်စိတ်ပြည့်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အတုံးမပြုတ်ပဲနဲ့ KA ကဘယ်နဲ့ပါဆန့်ကလလာတာကဘယ်နဲ့ပါဆန့် KNDF ကဘယ်နဲ့ process ကိုခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရမှမသိနိုင်ပဲဖြစ်နေရပါဘူးအဲ့တော့လူထုအနေနဲ့ဒါတွေကိုမြင်းများသွန်းသွန်းအားပေးဖို့လိုပါကျွန်တော်တို့ပြည်နယ်စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1ရှင်းလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကိုပုံအောင်ပြီးကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုချိန်နေမှာကတော့စူးစမ်းဆဲဖြစ်နေတယ် ကျွန်တော်တို့ဒီမှာရှိတဲ့ background တီတီတချို့လည်းဒီမှာလာကြတယ်ဟိုဖွဲ့စည်းတီတီရဲ့နောက်ခံနေရှိပါလေမိမိဖွဲ့စည်းတယ်မိမိရဲ့ယင်းဒီယာယင်းဒီချောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီ today's ကပါချင်လည်းဖြစ်ပါတယ်ကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ်ကျွန်တော်တို့မှာတက်သည့်ရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်နေတယ်ဆိုလို့ရှိရင်တော့ဆိုတော့ကျွန်တော်ပြောတဲ့ organization နဲ့ centric အရင်များနေတဲ့အတွက်ကြောင့်လို့ကျွန်တော်မှာ online data ဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ် ကျွန်တော်တို့သုံးရမယ်ကျွန်တော်တို့အမြင့်ဆုံးဒီစစ်ပိတ်စာတွေကိုကျွန်တော်တို့တွေသုံးလိုက်နိုင်ဖို့ရအတွက်လဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်ကြိုးစားဒီနေ့ထိရည်ရင်ချင်းတွေမှာဆိုလို့ရှိရင်စစ်ကောင်စီကပြူဆိုဆက်နေအကြောင်းဖြစ်ကိုသူရဲ့စစ်ရဲခါကားတွေများရောက်သွားပြီဖြစ်တိလေးလုံးမစခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေမျိုးဖြစ်ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြတ်ပိုက်ယူရမယ့်အခြေအနေမျိုးရှိတယ်။အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်း ချိန်တာရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရအတွက်အောင်ပွဲတွေအတူတူခံဖို့ရအတွက်ကျွန်တော်ပြန်ဖိတ်ခေါ်လို့ဒီဘက်မှာရောက်နေပြီးတော့မှ new normal မဖြစ်သွားခိုင်းစေချင် new normal ဆိုတဲ့အဓိပ္ပာယ်အချို့တိတိမလားမသိကိုယ့်ရဲ့အိမ်မှာဘလောက်ပဲဘုံကျဲနေဘုံကျဲနေဒီမှာဘုံမကျဲတော့ဒီမှာ AC နေတဲ့နေထိုင်တက်သွားတဲ့ဟာမျိုးကိုပြောတာဖြစ်တယ် COVID-19 တော့က new normal ရှိတယ်